PSG နီးပြ Louis Enrique က Inter Milan အသင်းနဲ့ကစားရမယ့် Champions League လူပွဲဟာနှစ်သက်သလုံးအတွက်ခက်ခဲမှဖြစ်တယ်လို့သုံးသပ်ပြောကြားခဲ့ပါတယ်။ PSG အသင်းဟာအခုရသည် Champions League ပြိုင်ပွဲ League အဆင့်အစောပိုင်းမှာ Arsenal အသင်းကိုအဝေးခွင့်မှာရှုံးနိမ့်ခဲ့ပေမဲ့ Man City အသင်းကိုအိမ်ခွင့်မှာ၉ပြနိုင်ရရှိခဲ့တယ်လို့၁၆တင်းအဆင့်မှာလည်း Liverpool Quarter Final အဆင့်မှာ Villa နဲ့ Semi Final အဆင့်မှာ Arsenal အသင်းအဆရှိတဲ့ Premier League ပြိုင်ပွဲတွေကိုကျော်ဖြတ်ပြီးပိုတူဂီကိုတက်ရောက်နိုင်ခဲ့တာဖြစ်ပါတယ်။ PSG အသင်းဟာ Champions League ဘောလုံးပွဲမှာအီတလီထိပ်သီး Inter Milan အသင်းနဲ့တွေ့ဆုံနေသလို အဆိုပါပွဲစဉ်ကိုမေလ31ရက်နေ့မှာဘိုင်းမြူနစ်တင်းရဲ့အင်္ဂွေအလိုင်းအရီနာမှာကျင်းပမှာဖြစ်ပါတယ် န်နမီလန်အသင်းဟာတွေ့ကြုံပုံများတဲ့အသင်းဖြစ်ပြီးဘူဒူဘဲမှာနှစ်သင်းစလုံးအတွက်ခက်ခဲမယ်လို့ PSG နီပြအန်ရီကေကပြောကြားခဲ့တာဖြစ်ပါတယ်။အင်နာကကျွန်တော်တို့ထက်အတွေ့အကြုံပုံများတယ်လို့အသက်ကြီးတဲ့သောသမားတွေလည်းရှိပါတယ်။ဒါပေမဲ့ကျွန်တော်တို့ဆူဖလာတွေရယူချင်ပါတယ်။ကျွန်တော်တို့အသင်းကဘူဒူဘဲအတွက်စိတ်သက်ပိုင်းလေးအဆင်သင့်ဖြစ်နေမှာပါ။အဲ့ဒီဘွဲကခက်ခဲမှာပါဒါပေမဲ့သူတို့အတွက်တူညီတဲ့ဘူလူဘွဲဖြစ်မှာပါဒါကနှစ်တင်းစလုံးအတွက်အရန်ခက်ခဲပြီးစိတ်ဝင်စားစရာကောင်းမဲ့ဘူလူဘွဲပါကျွန်တော်တို့နဲ့သူတို့အတွက်ထူးခြားတဲ့အခိုက်အတန့်မှာ တို့သုံးနေအတွင်းဘလူးဘဲကိုနှစ်ချိန်တက်ရောက်နိုင်ကြတာဖြစ်လို့ထိတ်တန့်အသင်းဆိုတာသိကြပါဗျ။ကျွန်တော်တို့အတွက်အဆီဇင်ဆွဲဖို့အချိန်ရှိပါတယ်လို့အန်ရီကေကပြောကြားခဲ့ပါဗျ။